မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အိုတိန်ဂရင်းရာစတင်ကျောင်းကိုစစ်တပ်ကဘုံကျဲမှုမှာဆီယမ်မကျောင်းသားကျောင်းသူစုစုပေါင်း20ဝန်းကျင်အားတည်ဆုံးခဲ့ရပြီး30ကျော်ဒဏ်ရာရကတည်ဆုံးသူအရေအတွက်လည်းတိုးလာနိုင်ပါတယ်။ကံကောမြို့နယ်မှာခရရ50တရင်ကစစ်ကောင်စီတပ်သားတွေကလေမရွာကိုစစ်ကျောင်းထိုးဝင်ရောက်ပြီး လူငယ်စတဲ့ဦးကို ပြစ်တက်ကပြည်သူ20ကျော်ကိုဖမ်းဆီးသွားတဲ့တဲ့ပါဝင် ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးပါမယ်။အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့သကိုင်းတိုင်းတပိုင်းမြို့နယ်အိုထင်ကွင်းကျေးပါစာတင်ကျောင်းကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့ရမှာဆရာဆရာမနှုတ်ပါဝင်ကျောင်းသားကျောင်းသူစုစုပေါင်း20ဦးဝန်းကျင်ဟာတည်ဆုံးခဲ့ရပြီး30ကျော်ထိခိုက်ဒဏ်ရာရှိထားလို့တပင်းမြို့နယ်ကကိုကြီးကဲစိလှုပ်ဆောင်သူကပြောပါရတယ် မနေ့ကမနေ့ပိုင်းကတပဲရုံနယ်အိုထိန်ကွင်းရွာကျောင်းကိုစစ်တပ်ကလေနဲ့ဘုံကျဲတက်ခတ်ခဲ့ရမှာဆီယမ်မနဲ့ကျောင်းသားကျောင်းသူကလေးငယ်အများပြားဟာထိခိုက်တေဆုံးခဲ့ရတာလည်းဖြစ်ပါတယ်အခုလောလောဆယ်မှာခနာကိုအစစ်စစ်အမှားမှားပြတ်ထက်ကုန်တဲ့အလောင်းတွေအပါဝင်ဆိုရင်စုစုပေါင်းအလောင်း20လောက်ရှိပြီဖြစ်တယ်လို့အယောက်30ကျော်မှလည်းဒဏ်ရရှိထားပြီး အဲ့ဒီအထဲမှာတရားပြင်းထန်သူတွေလည်းပါတဲ့အတွက်ကြောင့်တေဆုံးသူအရေးအတွက်ဟာတိုးလာနိုင်တယ်လို့လည်းဆိုထားပါဗျ။လက်ရှိအခြေအနေကအကျန်းဖက်စစ်တပ်ဟာလေကြောင်းကနေထပ်မံတိုက်ခိုက်ပုံကျဲလာနိုင်တဲ့အတွက်အားလုံးကိုသတိပေးနေတယ်လို့လည်းတပည့်မျိုးနယ်ကကိုကြီးကဲစေးလှုပ်ဆောင်သူကပြောပါဗျ။အဲ့ဒီကျေးရွာစာတင်ချောင်းကိုပုံကျဲခဲ့တဲ့တိုက်လေမှာ မိတ်တီလာအခြေဆိုင်ရှန်ဒဲလီတက်ကဖြစ်ပြီး MNG 29 fighter အမျိုးအစားတိုက်လင်ဖြစ်တယ်လို့လည်းသိရှိရပါတယ်။အကြက်ဘက်စစ်ကောင်စီကမေလ6နေ့ကနေ31ရက်နေ့အထိကိုအပြည့်အခက်ရက်စဲလို့လူကြားကောင်းအောင်ကျင်းညာထားပေမဲ့လည်းနိုင်ငံတော်မှာလေနဲ့ဘုံကျဲတက်ခိုက်တာလက်လက်ကြီးတွေနဲ့ပြစ်ခတ်တာထိုးစစ်စင်နာတွေကိုလှုပ်ဆောင်နေရလို့လည်းတိုင်းနာလက်လက်တိုင်အဖွဲ့တွေနဲ့တော်လဲအဖွဲ့တွေကသတင်းထုတ်ပြန်ထားပါရဲ့ရှင်။ ဒီတစ်ခါမှာတော့တော်လန်တပ်တွေကတိုက်ခိုက်သိမ်းပိုက်ထားတဲ့ဗကိုတိုင်ရွှေကျင်မြို့နယ်ခမရ968တရင်ဌာနချုပ်ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့စစ်ကောင်စီကပုံအဟောင်းတွေနဲ့လိမ့်လဲဝါရဖြတ်နေတယ်လို့ တောင်ပိုင်းစစ်တေသအထူးတပ်ဖွဲ့ရဲ့တပ်ဖွဲ့မှုရဲဘော်အောင်ဆန်ရှားကရန်ကုန်ခေတ္တမီဒီယာကို ပြောပါရတယ်။မေလ၈ရက်နေ့မှာဘကိုးတိုင်းရွှေကျင်မြို့နယ်ညောင်ချေရောက်ကျေးရွာကစစ်ကောင်စီရဲ့ခမရ968တရင်ထဏာချုပ်ကို KNL SOF PDF ပကဖာ local PDF နဲ့ cloud win အပါဝင် drone ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့စစ်ကောင်စီဟာမေလ17ရက်နေ့မှာတော့ရွှေကျင်မြို့နယ်ခမရ968ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့လိမ့်လေဝါဒဖြန့်နေတာဖြစ်ပြီး တိုက်ပွဲတွေကြောင့်ခမရ998မှာအဆောင်အုံ ကောင်းကောင်းတော်မရှိတော့ပဲတရင်ထနာချုပ်ကအဆောင်အုံတွေအလုံးဟာပြုတ်ပြတ်သွားပြီလို့လည်းရဲဘော်အောင်ဆန်ရှားကပြောပါရယ်စစ်ကောင်စီဝါဒဖြန့်ချီတဲ့ပုံတွေထဲမှာတရင်အဆောင်အုံတွေဟာပျက်စီးခြင်းမရှိပဲအကောင်တန်းရှိနေတာကိုမြင်တွေ့နိုင်တယ်လို့လည်းပြောပါရယ်တရင်မှာဖြန့်တဲ့ပုံတွေဟာ ပေါ်ဟောင်းတွေဖြစ်ပြီးစိတ်သက်စစ်စင်အနေနဲ့ဝါရဖြတ်နေခြင်းသာဖြစ်တယ်လို့လည်းရဲဘော်အောင်ဆန်ရှားကပြောပါရတယ်။အဲဒီစကန်သိန်းတိုက်ခိုက်မှုအတွင်းမှာလက်လက်ကြီးလက်လက်ငယ်83လက် ခရမ်းတွေဂျမ်းမာဆက်တွေတင်ဆက်ရိုက်မိခဲ့တယ်လို့စစ်တုံမန်း6ဦးချစ်ဆက်ပူပေါင်းလာသူလေးဦးမိသားစုဝင်9ဦးကိုဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီးစစ်သားမတာလောင်30ကိုတင်ဆက်ရရှိကစစ်တပ်ဘက်ကအရာရှိအားလုံးနဲ့တပ်သား90ဦးခန့်ဟာစခန်းကိုစွန့်ခွာထွက်ပြေးသွားတယ်လို့လည်းသိရပါဗျ။အဲဒီခမရ968တရင်ဌာနချုပ်နဲ့ ကွမ်းစိတ်တက်စကန်နဲ့ကွမ်းစိတ်ရဲစကန်ကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်လေကြောင်းလက်လက်ကြီး drone နဲ့မြေပြင်စစ်ကြောင်းထိုးနေတယ်လို့လက်ရှိမှာလည်းကွမ်းစိတ်ကြိုက်သေးတော့ညောင်ချေတော့ရှမ်းစုကျေးရွာနဲ့ပတ်ဝန်းကျင်နယ်မြေတွေကို KNL PDF ပူပေါင်းတပ်ဖွဲ့တွေကနယ်မြေရှင်းလင်းလုပ်ငန်းတွေနဲ့လုံခြုံရေးလုပ်ငန်းတွေကိုပူပေါင်းဆောင်ရွက်နေပြီးစစ်တပ်စစ်ကြောင်းနဲ့နေ့စဉ်ထိတွေ့တိုက်ပွဲတွေပြင်းထန်နေရလို့လည်းရဲဘော်အောင်ဆန်ရှားကပြောပါလို့ရှင့် ဆက်လက်ပြီးတော့ပဲခူးတိုင်းမင်းလာမြို့နယ်ဟန်းယူလမ်းစုံမှာတက်ဆွဲထားတဲ့အကြမ်းဖက်တပ်သားတွေကိုဝင်ရောက်တိုက်ခိုက်စဉ်မှာစစ်သားအားလုံးဟာစခန်းကိုစွန့်ခွာထွက်ပြေးသွားတယ်လို့တာရီခန်တရင်383နှစ်တက်ခွဲ9ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ မေလ17ရက်နေ့နေ့လယ်12နာရီခန့်မှာမင်းလာမြို့နယ်အပိုင်းစိန်ကက်လန်မြို့ချောင်းရိုးမဖြက်ကျော်လမ်းပိုင်းဘေးဟန်းယူလမ်းစုံမှာတက်စကန်ဆော့ကအထိုင်ချတက်ဆွဲထားတဲ့အကြမ်းဖက်တပ်သားတွေစီကိုပြည်သူဝန်ကားတွေကိုချောဆွဲပြီးစစ်ကောင်စီတပ်သားတွေထပ်မံရောက်ရှိလာတဲ့သတင်းရတာကြောင့်တာရီခန်တရင်38တညနဲ့တက်ခွဲ9ကတော်လဲရဲဘော်တွေကတွားရောက်တက်ခဲခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုတော်လဲရဲဘော်တွေတွားရောက်တက်ခဲစင်မှာစခန်းကိုရောက်ရှိနေတဲ့စစ်ကောင်စီတပ်သားအလုံးဟာ စခန်းကိုစွန့်ခွာထွက်ပြေးသွားတာလည်းဖြစ်ပါတယ်။အဲဒီစခန်းကိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေပြန်လည်နေထိုင်ခြင်းမပြုလုပ်ဖို့အတွက်တော်လဲရဲဘော်တွေကမီးရှို့ရှင်းလင်းခဲ့လို့လည်းသိရပါတယ်။တော်လဲရဲဘော်တွေမီးရှို့ရှင်းလင်းလိုက်တဲ့ဟိုင်းယူလမ်းစုံတပ်စခန်းဟာ2023ခုနှစ်ဆယ်လပိုင်းကနေစတင်ပြီးစစ်ကောင်စီတပ်သားတွေအထင်ချနေထိုင်ကာ ကြေးရတွေကိုလက်လက်ကြီးနဲ့ရန်တန်းပစ်ခတ်တာလမ်းသွာလမ်းလာပြည်သူတွေကိုဖမ်းဆီးချင်းချောက်ငွေညစ်တာ စတဲ့ပြည်သူတွေကိုအမျိုးမျိုးဒုက္ခပေးနေတဲ့တက်စကန်တစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ ရန်ကုန်ကသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်။ရန်ကုန်မြို့စမ်းချောင်းမြို့နယ်မဟာမြိုင်ရဲရိတ်တာကိုလက်ပြဘုံနဲ့ပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ Freelance Attack Force FLA ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်။မေလ17ရက်နေ့ည8:40မိနစ်40လောက်ကစမ်းချောင်းမြို့နယ်မဟာမြိုင်ရဲဝန်းအတွင်းကိုရန်ကုန်မြို့ပြပျောက်ကြားရဲဘော်တွေကလက်ပြဘုံနဲ့ပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရမှာရဲတပ်ရဲထိုက်စွန်အခန်းမှာပောက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်မှုအခြေအနေကိုစုံစမ်းနေစေဖြစ်တယ်လို့လည်းသိရပါဗျ။စမ်းကြောင်းမြို့နယ်ကပြည်သူအများစုကလည်းအဲ့ဒီနေ့ည7:40မိနစ်ဝန်းကျင်အချိန်လောက်မှာစမ်းကြောင်းမြို့နယ်အောင်တပြေလမ်းနေ ပေါကွဲတန်ကျေလောင်စွာကြားရလို့လည်းပြောဆိုကြပါတယ်။တက္ကသိုလ်မှုကို Freeland Attack Force FFL နဲ့ Anonymous Fighter Force AFF တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးမြို့ပြပျောက်ကြားအင်အားစုတွေအနေနဲ့ရန်ကုန်မြို့ပြအတွင်းအများပြည်သူလူထုနဲ့အတူလှုပ်ဝက်စွာရှိနေဆက်ဖြစ်ပြီးစစ်စင်ရေးတွေကြောင့်အများပြည်သူတွေအနေနဲ့စိတ်အနှောက်အယှက်တစုံတရာ ဖြစ်ပေါ်ခဲ့ရင်နားလည်ခွင့်လို့ပေးဖို့ကိုလည်းပြည်သူရဲဘော်တွေပြည်ပြည်အနှူးညွတ်တောင်းပန်အပ်တယ်လို့လည်းထုတ်ပြန်ထားပါရဲ့ရှင်။ မန္တလေးရတဲ့တဲ့ပေါ်ကိုကြည့်အောင်ပါမန္တလေးတိုင်းမြင်းချံမြို့နယ်စုံရွာပြူစောတိစခန်းကိုလက်နက်ကြီး face wind drone နေနဲ့ဘုံကျဲပစ်ခတ်တက်ခတ်ခဲ့ရမှာစစ်သားပြူစောတိ9ဦးဟာတေဆုံးခဲ့တယ်လို့ TGYR ပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်မီဒီယာကိုပြောပါရယ်မေလ10နေ့ကမြင်းချံမြို့နယ်စုံရွာပြူစောတိစခန်းကစစ်သားပြူစောတိနားနေဆောင်ဂျမ်းမာတက်ဆင်ထားတဲ့နေရာနဲ့စစ်သားပြူစောတိတွေကင်းဆောင်နေတဲ့နေရာတို့ကို first wind drone တွေ80မမလက်နဲ့ကြည့်ရင်လည်းပြစ်ခတ်ခဲ့ရလို့လည်းသိရပါဗျ။ဘုံကျဲပြစ်ခတ်တက်ခတ်မှုတွေအတွက်စစ်သားပြူစောတီနားနေဆောင်နဲ့ကင်းဆောင်နေတဲ့နေရာတို့ကစစ်သားပြူစောတီ9ဦးဟာတစ်ဆုံးခဲ့ရတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်း80မမလက်နဲ့ကြည့်ပြောင်းကွဲက first wind drone လည်းပြတ်ကျခဲ့ရတယ်လို့လည်းသိရပါဗျ။ ခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တိုင်းတစ်ပုတ်ကတော့မကွေးတိုင်းဂံကောမြို့နယ်ခလာရ90တရင်ကအကျန်းဖက်တပ်သားတွေက လေမရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးလူငယ်၁၂ဦးကိုပြစ်ခတ်တပ်ဖြတ်ကပြည်သူ၂၀ကျော်ကိုဖမ်းဆီးသွားတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရတယ်။မေလ၁၂ရက်နေ့၂နာရီလောက်ကဂံကောမြို့နယ်ခလရ90တရင်ကနေထွက်လာတဲ့အကြမ်းဖက်တပ်သားတွေကလေမရွာကိုဝင်ရောက်စီးနှင်းခဲ့တာလည်းဖြစ်ပါရတယ်။အဲဒီလိုဝင်ရောက်စီးနှင်းပြီးတဲ့နောက်မှာကျေးရွာနယ်လူငယ်၁၂ဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကပြစ်တတ်သွားတာ ပြည်သူ20ဦးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားတွေတပ်ဖြတ်သွားတဲ့ပြည်သူ21ဦးဟာအသက်12နှစ်နဲ့အသက်23နှစ်အသက်15နှစ်အရွယ်ကလေးငယ်တွေအပါအဝင်လူငယ်တွေဖြစ်ကြရလို့လည်းဒေသပြည်သူတွေကပြောပါတယ်ရှင့်။ဟုတ်ကဲ့ပါရှင်။ဒါရရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။